ပြင်အား6.3အဆင့်ရှိမြင်းကလင်းတစ်ခုအာဖဂန်နစ္စတန်မြောက်ပိုင်းမှာတနင်္ဂနွေနေ့ကနေတင်းလာနေအကူညာဘက်မှလှုပ်သွားခဲ့တယ်လို့အမေရိကန်ပူမိဗေဒလေ့လာရေးဌာန USGS ကပြောပါတယ်။နိုင်ငံရှေ့ပိုင်းမှာလူ2200ကျော်သေဆုံးခဲ့ရတဲ့ငလင်ကြီးလှုပ်ခဲ့ပြီးနှစ်လအကြာမှာအခုလိုနောက်တစ်ကြိမ်လှုပ်ခဲ့တာဖြစ်ပါတယ်။ ငလင်ဟာမဇာအီရှာရစ်မြို့အနီးခုံးမှာမြောက်နဲ့28ကီလိုမီတာ18မိုင်မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ USGS ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အဲ့ဒီလိုငလင်လှုပ်သွားခဲ့တာကိုမြို့တော်ကပူးမှာရှိနေတဲ့ AFP သတင်းတောက်တွေလည်းခန့်စားသိရှိလိုက်ရပါဗျ။ပြည်သူတွေရေးပေါ်ခေါ်ဆိုနိုင်ဖို့အတွက်ဖုန်းနံပါတ်တွေကိုဒေတာကန်အာနာပိုင်တွေကထုတ်ပြန်ပေးထားပေမဲ့တေဆုံးမှုနဲ့တရားရရှိမှုသတင်းတွေကိုချက်ချင်းမထုတ်ပြန်ပေးသေးပါဘူး။ မဇာအီရှာရုတ်မှာရှိတဲ့လူအများအပြားသူတို့အိမ်တွေပြိုကျသွားမှာကိုဆိုရင်ပြီးညသကောင်မှာလမ်းတွေပေါ်ပြေးထွက်လာခဲ့ကြရတယ်လို့ AFP သတင်းတောက်တူကပြောပါရယ်2021ခုနှစ်မှာအာနာပြန်ရလာကြတဲ့ကတာလီဘန်အာနာပိုင်တွေဟာငလင်ကြီးအများအပြားရဲ့ပြဿနာကိုရင်ဆိုင်ဖြေရှင်းနေကြရပါတယ်အဲ့ဒီအထဲမှာနိုင်ငံအနောက်ပိုင်းဟီရတ်ဒေတာအီရန်နယ်စပ်မှာ2023ခုနှစ်ကလှုပ်ခဲ့တဲ့ငလျင်ကြီးလဲပါဝင်ပါတယ်။ အဲ့ဒီငလေးမှာလူပေါင်း1500ကျော်သေဆုံးခဲ့ပြီးအိုးအိမ်6300ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။လူသောမီဒီယာတွေဆက်လက်ကြေညာဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။